အိမ်မေးခွန်းလေးကတော့ကျွန်တော်အတွက်အရန်ဟိုမှအကျိုးရှိပါတယ်။ဘာလို့ဆိုတော့ကျွန်တော်လူငယ်တစ်ယောက်ဖြစ်တယ်။အဲပြီးတော့ဒီလောကတွေကိုစာတင်ဝင်ရောက်လာတဲ့လူသစ်လူငယ်တစ်ယောက်ဖြစ်တော့ကျွန်တော်ဟိုအချက်လေးတစ်ချက်ပဲကျွန်တော်ကြည့်ရပြ။ကျွန်တော်ဘယ်နေရာကလူကြီးတွေကဘယ်ပါတီကလူကြီးတွေကဒီလောကထဲမှာကျွန်တော်လူငယ်တွေကိုနေရာပေးတယ်ပေါ့။အဲ့ပုံမှာကျွန်တော်ဒီပါတီဘူဥက္ကဋ္ဌကြီးရဲ့ဟိုလှုပ်ဆောင်မှုတွေက ျွန်တော်သွားပြီးတော့ဒီပါတီထဲမဝင်ခင်နေရကျွန်တော်လေ့လာပြတော့ကျွန်တော်လူငယ်တွေကိုအရန်နေရာပေးပြီးတော့မြေတောင်မြောက်ပေးတဲ့နေရာမှာအဲဒီပြည်သူ့လုံးပါတီပေါ့နော်ကျွန်တော်ပြည်သူ့ရှင်းဆောင်ပါတီကကျွန်တော်တို့ဟိုဥသားပြဖြစ်စီရပေါ့အဲအဲ့တော့ကျွန်တော်အရန်အားရစီတယ်တကယ်လဲကျွန်တော်ပါတီထဲဝင်တဲ့အချိန်မှာကျွန်တော်တို့နေရာတကယ်လေးရစီနေရာရစီတယ်ဆိုတာကျွန်တော်တော်ဒီတက်ဒီဆိုတာကျွန်တော်တို့ဒီပါတီရလူကြီးတွေဆုံးဖြတ်မယ်ဒါမဲ့အဲ့အစင်ရောက်ဖို့ကျွန်တော်တို့လမ်းဖွင့်ပေးဖို့နေရာပေးဖို့လိုတဲ့အတွက်ကြောင့် ျွန်တော်အဲ့လမ်းဖွင့်ပေးဖို့လေယာပေးဖို့ဘယ်ပါတီကဟိုနေရာပေးလဲဘယ်ပါတီကလမ်းဖွင့်ပေးလဲဆိုတော့ဒီပါတီကိုပဲကျွန်တော်ဟိုအဓိကရွေးချယ်ခြင်းရွေးချယ်ဖြစ်တဲ့အကြောင်းရင်းဖြစ်ပါတယ်အဲကျွန်တော်ကအခုမှဒီလောကလည်းစဝင်လာပါတော့ပြီးတော့ဒီပါတီမှာလည်းကျွန်တော်အသစ်ဖြစ်တယ်အဲပြီးတော့ကျွန်တော်လူငယ်တယောက်လေးဖြစ်တော့ကျွန်တော်တို့အတွေ့အကြုံအများကြီးရစေရပါတော့အဲအဓိကတော့ ကျွန်တော်တို့ဟိုဥပဒေအကြောင်းနေဆိုလဲဥပဒေဆရာတွေတင်ပေးတယ်ပေါ့နော်အဲပြီးတော့ကျွန်တော်ဒီဟိုပါတီဟိုကျွန်တော်ကိုယ်စားလှယ်လုံးတယောက်စောက်ထင်းရမယ်ကျွန်တော်တို့ချင်းဝတ်တွေအကုန်လုံးကျွန်တော်ဟိုဒီတင်တန်းမှာတည်ခွင့်ရအတွက်ကျွန်တော်တို့အကျိုးအများကြီးဖြစ်စေတယ်အဲပြီးတော့ကျွန်တော်ဟိုဘိုးဥက္ကရာကြီးလည်းဟိုလာပြီးတော့တင်ရောက်တဲ့အတွက်ကျွန်တော်ဒီပါတီရဲ့ဟိုအတီကောင်းစရာကြီးပါတီရဲ့ကျွန်တော်တို့အဲပြီးတော့မနီဖက်စတိုတွေပါတယ်အကုန်လုံးကိုကျွန်တော်ဒီတင်တန်းမှာတော်တော်ပြည့်ပြည့်စုံစုံတည်ရတဲ့အတွက်ကျွန်တော်လူငယ်တယောက်လူသစ်တယောက်အနေနဲ့တော့ကျွန်တော်အကျိုးအများကြီးဖြစ်စေပါတယ်ဗျာ အဓိကကျွန်တော်ဟောပေါ့ဟိုတင်တဲ့တက်တယ်ကျွန်တော်လူငယ်တွေကတော့ဟိုဒီစိတ်ဝင်စားတဲ့ဘာသာရပ်တချို့ရှိရယ်အဲစိတ်ဝင်စားပြီမဲ့လည်းတချို့နည်းနည်းလေးရှုပ်သွားတဲ့ဘာသာရပ်တွေရှိရယ်ပေါ့အဲအဲ့မှာကျွန်တော်တေချာစူးစိုက်ပြီးတော့နားထောင်တဲ့အချိန်မှာအဲဆရာတချို့ရဲ့ဟိုမေးခွန်းလေးကျွန်တော်တို့မေးမြန်းတာရှိရယ်ပေါ့အဲ့မှာအဲဟိုလူတယောက်ချင်းထားပြလို့ရပြီမဲ့ဟိုကိုတိရယ်ဆိုရင်ဟိုထားပြောတဲ့အပိုင်းလေးတွေမှာကျွန်တော်ဟိုကျွန်တော်ဖတ်ထားတဲ့ ဟိုတခုနဲ့သွားပြီးတော့ဆရာတယောက်မေးတာနဲ့သွားကြိုက်ပြီးတော့ကျွန်တော်ထားပြောလိုက်တဲ့ဥစ္စာမှာအဲကျွန်တော်ဟို appreciate လုပ်ကြရပေါ့နော်အဲအဲ့ဒါလေးကကျွန်တော်တို့အမှတ်တရပါပဲအဲကျွန်တော်ကလူငယ်တယောက်အနေနဲ့ဒီဟိုဒီလောကကိုတော့စိတ်ဝင်စားပြီးကျွန်တော်ဝင်ရောက်လာတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီကျေပြန့်တဲ့ဒီနိုင်ငံအရေးကိုလှုပ်ဆောင်မဲ့ကျွန်တော်ပညာရက်တွေကိုကျွန်တော် တော်တော်ကြီးကိုလေ့လာသင်ယူပြီးတော့ကျွန်တော်အတွေးတွေအရဆာကျွန်တော်ဒီကျွန်တော်အနုပညာလောကလာပြီးတော့စီးပွားရေးလေးလည်းလုပ်တဲ့အတွက်ကြောင့်ဒီလောကတွေနဲ့မတူတဲ့နောက်ထပ်လောကအသစ်တစ်ခုလို့ကျွန်တော်ကအဝင်ရောက်တဲ့အတွက်ကျွန်တော်တော်တော်အတွေးမြင်ကျေစရာပေါ့ပြီးတော့ကျွန်တော်နေ့တိုင်းနေ့တိုင်းကျွန်တော်အတွေးတွေနဲ့ဖြစ်စီတယ်ပြီးတော့အတွေးကိုပုံဖော်မဲ့ကျွန်တော်ဆောင်ရွက်မှုတွေကိုလည်းကျွန်တော်အမြဲတမ်းခြာရေးပြတယ်ပေါ့အဲ့ဒါကလည်းကျွန်တော်အတွက်ဟိုနည်းနည်းလေးအဆင့်တစ်ဆင့်ကိုရောက်သွားစေတယ်အဲပြီးတော့ကျွန်တော် ဟိုဒီဟာဘယ်လို PR နဲ့ပတ်သက်ပြီးဒီ public relation နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုကျွန်တော်လည်းစမ်းစစ်မယ်ကျွန်တော်ကိုကျွန်တော်လည်း channel ခေါ်ရမယ်အပိုင်းတွေပါလာတယ်ဆိုကျွန်တော်အဲကျွန်တော်အရန်ဟိုမှာဟိုဘယ်လိုပြောမလဲနည်းနည်းကြီးနှမ်းမိရပေါ့နော်အဲပြီးတော့ထပ်ပြီးတော့လည်းလည်လာဖို့ထပ်ပြီးတော့လည်းဆောင်ရွက်ဖို့ကျွန်တော်ကိုကျွန်တော်အားဖြစ်စေပါတယ်ပေါ့ အဲဒီနေ့တက်ခဲ့တာကတော့ကျွန်တော်တို့ဟိုပါပေါ့အဓိကတော့အဥပဒေပြုရေးတွေကျွန်တော်တို့ပြည်သူကိုစားပြုရေးတွေအဲပြီးတော့ကျွန်တော်တရားစီရင်နေအုပ်ချုပ်ရေးမှန်တိုင်းနေနဲ့ကျွန်တော်တို့အပြန်အလှန်ထိန်းချုပ်ခြင်းဆိုတဲ့ကိုယ်စားလှယ်လောင်းတယောက်ရဲ့အခြေခံကျင့်ဝတ်တွေကိုကျွန်တော်တင် जा ပေးတဲ့တင်နှံဖြစ်ပါတယ်အဲပြီးတော့ရှေ့လျှောက်လည်းကျွန်တော်တို့ဒီယောဂဝေဆိုင်ရာဥပဒေမူကြမ်းတွေယောဂဝေဆိုင်ရာဟိုဥပဒေတွေအကုန်လုံးပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ဟိုတက်တည်နားလည်အောင်လို့ကျွန်တော်တို့ရှင်းပြပြောဆိုတင် जा ပေးတဲ့ အဲတင်နှန်းဖြစ်ပါတယ်။အဲပြီးတော့ကျွန်တော်အဓိကကျွန်တော်သူ့ရဲ့ကိုယ်စားလှယ်လောင်းတွေအတွက်အရေးကြီးတဲ့ကျွန်တော် COC ဆိုတဲ့ကျွန်တော်ကျင်းဝင်းဆိုင်ရာတွေကိုအဓိကထားပြီးတော့ဟိုတင် जा ပြည့်တဲ့တင်နှန်းတွေပါဖြစ်ပါတယ်။အဲအဓိကတော့ကျွန်တော်တို့ရဲ့လုံဆောင်ချက်ကိုစောင့်ကြည့်ပေးပါပေါ့။ကျွန်တော်လူငယ်တွေကတော့ဟိုနိုင်ငံရေးဂုရုကြီးတို့လိုကျွန်တော်ဘာလုပ်မယ်ဟိဘာလုပ်ကြမယ်ငါတို့ယုံကြည်ပေးပါဆိုတဲ့ ဥစ္စာကတော့ကျွန်တော်တို့ကမပြောချင်ဘူးလူငယ်တွေအနေနဲ့ကျွန်တော်တို့ကလူငယ်တွေရဲ့ခံစားချက်ကိုကျွန်တော်တို့ကတတ်တည်းချပြီးရောနားလည်ပြီးရောကျွန်တော်တို့ကရှေ့လျှောက်ဘာလုပ်နေတယ်ဆိုတာကိုကျွန်တော်လူငယ်ချင်းချင်းစောင့်ကြည့်စီခြင်းနဲ့အဲကျွန်တော်တို့လူငယ်တွေကလက်တွေ့ဆန္ဒကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာလုပ်မယ်ဆိုတာကိုစောင့်ကြည့်ရင်းနဲ့ကျွန်တော်တို့ကိုအဲဝန်ခံပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်